ဒီကနေ့ပြည်တော်စုလွှတ်တော်မှာတမရရွေးချယ်ပွဲကိုလျှို့ဝှက်မဲပေးစနစ်နဲ့ရွေးချယ်ပြီးနိုင်ငံတော်တမရနဲ့ဒုတမရနှစ်ယောက်တို့ကိုရွေးချယ်လိုက်ပါတယ်။တမရရွေးချယ်တာနဲ့ပတ်သက်လို့လွှတ်တော်ကိုယ်စားလှယ်တချို့ရဲ့သုံးသပ်ပြောဆိုချက်တွေကိုလည်းစူးစီးတင်ဆက်ထားပါတယ်ခင်ဗျာ။ဟောကျွန်တော်ကဟိုရှန်တိုင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ကပါဒီဥစားပြုတာကတော့ဒီဘောမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ပါ။ဥစိုက်တန်းစင်လို့ခေါ်ပါ။ဆရာသူလေးကြီးဦးကျညိုတမရရွေးချယ်လိုက်တဲ့ပုံမှာဆရာလေးနဲ့ပြန်လာတော့ဆက်ဒါကတော့ဒီမြန်မာနိုင်ငံရဲ့နှစ်ရှည်လများစွာ နော်မပေါ်ပောက်ခဲ့ရတဲ့ပြည်သူကြားထဲကပေါက်ခွာလာတဲ့ပြည်သူကိုစားပြုတဲ့နော်အယတာအစိုးရသမရအတွက်ကတော့ကျွန်တော်တို့ကဝန်တာကျေးဇူးအားမှာဖြစ်ပါတယ်အာကျွန်တော်တို့ဒီလေလာကြီးတလောက်ကတော့ဒီသူ့ရဲ့ကိုစားပြုပါတီကတော့ NLD ပေါ့ဗျာ NLD ရဲ့ဒီဥဆောင်ချမှတ်ထားတဲ့မူဝါဒအရတော့ကျွန်တော်တို့အနေနဲ့ကတော့အကောင်းဆုံးဖြစ်အောင်လှုပ်ဆောင်နိုင်မယ်လို့တော့မျှော်လင့်ပါတယ် အော်ပြောမယ်ဆိုလို့ရှိရင်တော့ဥသာပေါ့နော်ဒီနေ့ဒုတိယသမရနှစ်ဦးရဲ့သမရတဦးရဲ့ပေါ့နော်ဒါကနေ့ကျွန်တော်တို့ပြည်တော်စုလွတ်တော်ကရွေးချယ်ခဲ့တယ်ပေါ့နော်ရွေးချယ်ခဲ့တဲ့ပုံမှာတော့ကျွန်တော်တို့ဒီဒါရိပြုတ်ဝက်ဆန္ဒမဲပြေးခဲ့ကြတယ်ပေါ့နော်မိဘပြည်သူတွေရဲ့ကုစားကျွန်တော်တို့နိုင်ငံအတွက်သမရအတက်နဲ့ဒုတိယသမရနှစ်ဦးကိုရွေးချယ်ပေးနိုင်ခဲ့တဲ့အတွက်ဝမ်းမြောက်ကိုယ်ယူပါကြောင်းကြေကြာလို့ပါတယ်အားလုံးကျေးဇူးတင်ပါတယ်သမရဦးလင်းကျော်နိုင်ငံအတွက်အကောင်းဆုံးလှုပ်ဆောင်သွားနိုင်မှုဆက်လာ အာမျိုးလင့်ပါတယ်ကျွန်တော်တို့ဒီမှာတော့ပြည်သူလူထုရဲ့စိတ်ကြရွေးချွေခွဲရတော့တိုင်းပြည်ကလည်းပူတုတ်တက်မလာမယ်လို့ထင်တယ်သူကစိတ်တိတ်လူတိနော်ဒါအကြံဉာဏ်တင့်နဲ့အကောင်းဆုံးဖြစ်လာမယ်လို့ကျွန်တော်ထင်တယ်နောက်ပြီးဒီဒုတိယတံမတတွေကိုလည်းသူတို့ဒီတံမတတွေကိုတာဝန်ခံရမယ်ဆိုတော့ဒါအကောင်းဆုံးဖြစ်လိမ့်မယ်လို့တော့ညွှန်လင့်ပါတယ်တိုင်းနာတောင်းရပါမယ်အထက်ကြီးဖြည့်ပြပြောချင်တယ်ဟုတ်ကဲ့အဓိကကတော့ဒီတိုင်းနာတွေမှာ ဖြစ်နေတဲ့ဖြစ်စဉ်လေးတွေပေါ့ ဒါတိဖို့တော့လိုတာပေါ့နော်ဒါအောက်ခြေထစ်ဆင်းမြင့်မှတပြည်သူတွေသူရဲ့ခံစားနေတဲ့အခက်အခဲလေးတွေကိုဖြေရှင်းပေးဖို့ကျွန်တော်တောင်းဆိုချင်ပါတယ်ကျေးဇူးတင်ဦးဦးဟာမူစီပါကျွန်တော်လီဆူအမျိုးသားဖွဲ့ပုတ္တရဲ့ပါတီဒူးလေးပါတီကတည်င်းနေပြန်ချမ်းရရပါဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ် ။အာကျွန်တော်တို့ခိုင်မြူသားပါတီကဒေါထုမေပါ။ရံပြေအနေအန်းမြူသားလှုပ်တော်ကိုဆိုတဲ့အမှတ်၁၁ကလည်းဝင်ရောက်ရှင်းပြနေတာပါ။ဟုတ်ကဲ့ရှင်။ဒီနိုင်ငံတော်သမရဦးစင်းကျော်ကိုရွေးချယ်လိုက်တော့ပါအမားအနေနဲ့ဘယ်လိုများတုံ့တက်ချက်ခဲ့ပါလဲ။အာဒါကျွန်တော်တို့မြန်မာနိုင်ငံရဲ့တမိုင်းပေါ်တော့ပထမဆုံးတော်ပြည်သူကရွေးချယ်တင်ပြောက်တဲ့သမရလို့ခံယူပါရတယ်။ဟုတ်ကဲ့ရှင်။အဲ့ပေါ်မှာလည်းအဲပြည်သူကိုစားဝမ်းသာပါရရှင်ဟုတ်။ဒီသမရအနေနဲ့နိုင်ငံပြအကောင်းဆုံးလှုပ်ဆောင်သွားနိုင်ပြီလို့အမားအနေနဲ့ယူဆတယ်။အဲအာနိုင်ငံရဲ့သမဒါကအကောင်းဆုံးလှုပ်ဆောင်ပြီလို့ ယုံကြည်ပါတယ်ဘာဖြစ်လို့ဆိုတော့ပြည်သူများရဲ့သဘောထားအရဖြစ်ပေါ်လာတဲ့သမတာကပြည်သူတွေပဲဖြစ်ရပါမယ်ရှင်ဟုတ်ကဲ့ရှင်ကျေးဇူးတင်ပါတယ်ရှင်ဟုတ်ကဲ့ဆက်ပါတယ်ကျမတို့ရဲ့ဟိုပါတီကအကောင်းဆုံးဟိုအတွက်ချက်ပြီးတော့ပေါ့နော်ဟိုလူလူကောင်းဆောင်ရဲ့ဟိုဟာနဲ့လည်းရွေးချယ်လိုက်တာပါနိုင်ငံအတွက်ကိုအကောင်းဆုံးသမတာတရားလို့မျှော်လင့်ပါတယ်ဟုတ်ကဲ့အမတို့ပြည်သူတွေအားလုံးကဒီလိုနေ့မျိုးရအောင် ဟိုအများကြီးမျောလင့် ပြီးတော့အမတို့ NLD ကိုမဲပေးခဲ့တာပါအခုတော့ပြည်သူတွေအားလုံးရဲ့ကိုစားအမတို့ရဲ့မဲတွေနဲ့တကယ်ပြည်သူအတွက်ပြည်သူသမ္မတတရားစစ်စစ်ကိုအမတို့ရွေးချယ်လိုက်နိုင်တဲ့အတွက်အများကြီးဝမ်းသာပါတယ်ဂုဏ်လဲဂုဏ်ယူပါတယ်အမျော်လင့်နေအဟိုအများကြီးမျော်လင့်နေပြီးတော့ဒုတမရနေရာမှာဟိုဒုတမရနေရာမှာဒီတိုင်းသားကိုဟိုတိုင်းသားကိုထည့်ပြီးမှအာတိုင်းသားကိုထည့်ပေးလိုက်တဲ့အတွက်လဲဟိုစိတ်ထဲမှာအရန်ကျဉ်တ်ပြီးတော့ပီတိဖြစ်လိုက်ပီ ပီတိဖြစ်တာပေါ့နော်။ဟိုဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့တိုင်းသားတွေကလွန်ခဲ့တဲ့နှစ်ပေါင်းများစွာကဟိုအဖိနှိမ်ခံရတဲ့ဘွားမှာနေနေထိုင်လာ ခဲ့ရတယ်ဆိုတဲ့အခါကျတော့ဒါပထမဦးဆုံးအကြိမ်ဟိုတမိုင်းမှာလည်းဟိုရဆွင် တွင်ဟိုတွင်သွားတာပေါ့နော်။အဲ့ဒီအတွက်လည်းဟိုဒီ NDSU ရဲ့လှုပ်ဆောင်ချက်တွေဒီ NND ရဲ့လှုပ်ဆောင်ချက်တွေကိုအရန်ဟိုပဲဟိုကျင်းတ်တယ်မနာဦးထင်ကျော် အော်ကျမလာကျမကျင်တ်တယ်ကျမပျော်တယ်ဘာဖြစ်လို့လဲဆိုတော့အခါကျတော့အန်ဒီစုယုံကြည်တဲ့အတွက်ကြောင့်ကျမပျော်တယ်အဲ့ဒီနေရာမှာတော့ sensitivity ဖြစ်မလာသေးတာဘူးအော်ဒီဟာတော့အာဒါလူတိုင်းဝမ်းနေတာပဲเนาะဒါဟိုလူတိုင်းဖြစ်စေချင်တာပဲလေဒါပေမဲ့ဖြစ်မလာတဲ့အခါကျတော့ဒါအန်ဒီစုလည်းအကောင်းဆုံးကိုသူလှုပ်ဆောင်သွားတာပဲ